်မင်္ဂလာပါရှင် Listener Heaven Channel မှာပြန်လည်ជួសលိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းကျိုတစ်ထဲကဘီးလက်ပြန်းဆိုတဲ့ပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတင်ကြီးဖြစ်ပါတယ်ကျွန်တော်ဒီမြန်မာဘီးလက်ပြန်းတယောက်ဖြစ်ပါသည်သို့တော်လည်း ကျွန်တော်မှာအလုတ်အကင်မရှိပါ ကျွန်တော်ဘီးလက်တွင်၄၅၆နေခဲ့တော့လဲစာမေးပွဲတစ်ခုကိုမြမအောင်ပွဲတစ်ခုကိုမြမရခဲ့ပါတနေ့ကလူငယ်များကြီးပွားရေးအသင်းတိုက်ကိုသွားရာကြီးပွားရေးမဂဇင်းတွင်ဘီးလက်အကြောင်းရေးပါဟု ကျွန်တော်အားကိုလှကတိုက်တွန်းပါသည်ကျွန်တော်မြမစာကို ကောင်းကောင်းမရေးတပါ ထို့ကြောင့်မရေးပါရစေနှင့်ဟုတောင်းပန်တော်လဲအတင်းရေးခိုင်းတော့ကြောင့် ကျွန်တော်ဤအကြောင်းကို အောက်ပါအတိုင်းရေးလိုက်ပါသည်ကျွန်တော်မှာအတော်အတန်ကြွယ်ဝသောတောတတိတယောက်ဤတဦးသေးသောသားဖြစ်ပါသည်ကျွန်တော်နှင့်ညီကိုတဝမ်းခွဲတော်သူမှာကျွန်တော်ထက်အသက်6နှစ်ခန့်ကြီးပါသည်သူ BA အောင်သောအခါကျွန်တော်10တန်းအောင်ပါသည်သူအဖေကသူ BA အောင်သောအခါဘီးလက်ကိုလွတ်ပြီးဝက်လုံ အတက်ကိုအတင်ခိုင်းပါသည် ကျွန်တော်ကလည်းမခံကျင်သောကြောင့် သူလိုပင်ဘီးလက်သွားပြီလင်ဝစ်လုံးအတက်ကိုတင်ခြင်းသည်ဟု အဖေကို ပူဇာပါသည် အဖေကလည်းမခံခြင်းစိတ်ရှိသောကြောင့်ကျွန်တော်အားဘီးလက်ကိုလှုပ်ပါသည်ကျွန်တော်အဖေနှင့်ကျွန်တော်ဦးလေးတို့မှာများစွာမတင့်မြတ်ကြပါ ကျွန်တော်နှင့်ကျွန်တော်ဤအကိုဝမ်းခွဲများမှာလည်းပြိုင်ပန်များဖြစ်ကြပါသည်ကျွန်တော်ဤအကိုတော်ဘီးလက်ရောက်၍တလခန့်ကြာသောအခါကျွန်တော်ဘီးလက်သို့ရောက်ပါသည် ရောက်လင်းရောက်ချင်း ဝိလုံပညာများကိုမတင်ကြရပါလန်ဒန်မက်ထရစ်ခေါ်ဆယ်တန်းကိုတင်ကြရပါသည်ကျွန်တော်ဤအကိုတော်မှာ BA အောင်မီးသားဖြစ်သောကြောင့်ဝိလုံပညာများကိုချက်ချင်းတင်ကြရပါသည် ကျွန်တော်ကဲ့သို့ပင်ဘူးမသိဘာမသိပဲ BA အောင်မီးသားဖြစ်သောဝိလုံအတက်တင်ကြရန်ရောက်နေသောမြန်မာចောင်းသားကလေးများလည်း3-4ယောက်ရှိပါသည်ကျွန်တော်ဘီလက်သို့ရောက်၍3-4ရက်အတွင်းမှာပင် ဘီးလက်တို့ရောက်နေပြီသားနှစ်ကြီးသမား၃လရောက်တို့နှင့်မိတ်ဆွေဖြစ်သွားပါသည်၎င်းတို့က ကျွန်တော်အားကောင်းစွာစောင့်ရှောက်ကြပါသည်အင်ကြီးအဝတ်အစားရောင်းသောစိုင်များတို့ခေါ်သွားပြီလင်ကောင်းပေဆိုသောအဝတ်အစားများကိုအဝယ်ခိုင်းပါသည်မြမပြီမဝယ်လာသောအဝတ်အစားများမှာပုံမကျဟု ပြောကြပါသည် ကျွန်တော်လည်းသူတို့ပြောသည့်အတိုင်းအဝတ်အစား၃လစုံမြချုပ်တော့ကြငွေ၃လရာချောသွားပါသည် ဒူရကာနိုင်ငံမှာလာ၍နေလေအဝတ်အစားကောင်းကောင်းဝေးရမည်အဝတ်အစားမကောင်းလဲမျက်နာငယ်သည်ဟု၍လဲပြောကြပါသေးသည်ထို့နောက်တရုတ်ထမင်းဆိုင် ကလားထမင်းဆိုင်များသို့ခေါ်သွားပါသေးသည် တခါတခါသွားဆလဲအ ਨੇ ဆုံးရွှေရင်းကားတပြားမျှကုန်ကြပါသည် စားတော့ရသည်ကတော်တော်တရုတ်ဆိုင်တွင် ထမင်းဟင်းလာ၍ပေးသောမိန်ကလေးများကိုဘောက်ဆူးပေးရသည်ကအတော်ကုန်ပါသည် ကျွန်တော်မိတ်ဆွေများက၎င်းမိန်းကလေးများနဲ့အတိဖွဲ့ပြီးတော့ကြောင်း၎င်းတို့နဲ့အတိအကျွမ်းဖြစ်သွားပါသည်လန်ဒန်ရောက်၍၁၀ရက်ကြာသောအခါကျွန်တော်အားအကတင်ခိုင်းကြပြန်ပါသည်ဘီလက်ရောက်၍အကမတက်လင်းလူနုံရာကြသည်ဟုပြောကြပါသည် သူတို့ပြောသည့်အတိုင်းအကတင်ပြပေးသောဆီယာမထံတွင် အကသွားတင်ပါသည်ပိုက်ဆံအတော်အကုန်ခံရပါသည် အကအတော်ကလေးတက်လာသောအခါ တရုတ်ဆိုင်ကမိန်ကလေးများကိုခေါ်ပြီးလျင်ကျွန်တော်မိတ်ဆွေများနဲ့အတူညနေကာပွဲယုံညကာပွဲယုံများတို့တွားရောက်ခါကကြပါသည်အများအားဖြင့်အော့စဖို့စာကတ်ခေါ်လမ်းတွင်ရှိသောတရုတ်ဟိုတယ်ဆိုင်တွင်တွား၍ကကြပါသည်တွားတိုင်းတွားတိုင်းကျွန်တော်ကကြီးသာအကုန်ခံရပါသည်လန်ဒန်ရောက်၍တလခန့်ကြာသောအခါကျွန်တော်ယူသွားသောပေါင်150ကုန်သွား၍ ကျေးနှံတွင်ထပ်မှားလိုက်ရာမကြာခင်ပေါင်၁50ရောက်လာပြန်ပါသည် ကျွန်တော်မိတ်ဆွေများလည်းကျွန်တော်နှင့်မခွဲခွာလိုသောကြောင့်ကျွန်တော်နှင့်တအိမ်နဲ့လာနေကြပါသည်အိမ်မှငွေရောက်လာသော ကျွန်တော်မိတ်ဆွေများကို ပြောပြသောအခါခွေးပွဲသို့တွားရန်ခေါ်ပြန်ပါသည် ခွေးပွဲဆိုသည်မှာအမဲလိုက်ခွေးများကို ပြိုင်သောပွဲဖြစ်ပါသည်မြင်းပွဲနှင့်အလွန်တူပါသည် ခွေးပွဲသွားသောအခါနိုင်သည့်အခါတွင်လည်းနိုင်ပါသည်ရှုံးသည့်အခါလည်းရှုံးပါသည် ကျွန်တော်မိတ်ဆွေများမှာကျွန်တော်အားခင်မင်ကြလုံးသောကြောင့်ကျွန်တော်အနာကမခွာကြတော့ပါကျွန်တော်နှင့်သွားအတူနေအတူ ဖြစ်နေကြပါသည် မကြမကြကျွန်တော်ထံမှငွေချေးကြပါသည်သည် ကျွန်တော်လည်းသူတို့ချေးသလောက်ပေးလေရှိပါသည် သူတို့အိမ်မှငွေရောက်ရင်ပြန်ပေးမည်ဆိုတော့လေသူတို့အိမ်မှငွေရောက်ရင် ကျွန်တော်မမြင်ရပါ ကျွန်တော်မှလည်းသူတို့ကိုပင် အားကိုးနေရသောကြောင့်သူတို့ထမ်းမှငွေကို ပြန်မတောင်းဝင်ပါကျွန်တော်ဤအကိုတော်မှာ ကာပွဲတို့လည်းမတော်မြင်ပွဲခွေးပွဲတို့လည်းမတော်စာကြိုးစားနေသည်ကိုသာမြင်ပါသည်ကျွန်တော်တို့လူစုက သူအားလူအလူနာဟု၍သူ့နောက်ကွဲမှာ ခေါ်ကြပါသည်ကျွန်တော်ဤအကိုတော်ထမ်းတို့လည်းကျွန်တော်သွားလေမရှိပါတူလာသောခါတွင်လည်း ကျွန်တော်ကစကားကောင်းကောင်းမပြောတော့ကြောင်းကြာကြာမနေပဲပြန်သွားလိရှိပါသည်ဘီလက်တို့ရောက်၍6လကြာသည့်တိုင်အောင်လန်ဒန်မက်ထရစ်အတွက် ကျွန်တော်ဘာမှမလုပ်ရသေးပါအိမ်မှငွေကိုသာ အမင်းမှားပြီးသုံးဆွဲလျက်နေပါသည်ကျွန်တော်ဤစိတ်ထဲတွင်နှက်ပြီးရောက်နေသည်ဟု ထင်မှတ်မိပါသည် အပျော်အပါးကို လိုက်စားနိုင်နှုံးလိုက်စားသည်မှာ အကောင်းဆုံးဖြစ်သည်ဟုသဘောပိုက်ပြီးလျှင် အပျော်အပါးကိုသာလိုက်စားနေပါသည် ကျွန်တော်ပညာမသင်ပေအပျော်အပါးလိုက်စားနေကြောင်းကို ကျွန်တော်ဤအဖေမြည်တို့တီးသွားသည်မသိရကျွန်တော်အားကျိန်မောင်းသောစာရကြောင်ရပါသည် ကျွန်တော်ဤအကိုတော်ကသွားတိုလိုက်သည်ထင်သောကြောင့်သူအားအလွန်စိတ်ဆိုးပြီးလင်သူ့ကိုမခေါ်တော့ပါကျွန်တော်ဤအဖေစာကိုရပြီးနောက်လန်ဒန်မက်ထရစ်စာမေးပွဲအတွက်စုံစမ်းပြီးလင် အလွတ်တင်ဆရာဝန်တယောက်နှင့်စီမံပါသည် ၎င်းဆရာကကျွန်တော်အားစူးစမ်း၍သင်ကြားပြတာပါတော့လဲကျွန်တော်ဤပညာအခြေခံကလည်းကျွန်တော်စာသင်ကြားရ၌စိတ်မပါသောကြောင့်အခက်ကြုံနေပါသည်ကျွန်တော်သင်ကြားရသောဘာသာများနဲ့လက်တင်ဘာသာမှာအခက်ဆုံးဖြစ်ပါသည်အခြားဘာသာများကို အတော်အတန်လိုက်နိုင်တော့လဲလက်တင်ဘာသာကို အနည်းငယ်မျှမလိုက်နိုင်ပါမလိုက်နိုင်တော့လဲမကြိုးစားပါ ခွေပွဲမြင်ပွဲ ကာပွဲများနှစ်သာအချိန်ကုန်ပါသည်ဘီလက်သို့ရောက်၍တစ်နှစ်ကြာတော့လဲလန်ဒန်မက်ထရစ်စာမေးပွဲကိုမဝင်ပါဝင်လင်လဲအောင်မြင်မဟုတ်ပါလန်ဒန်တွင်တစ်နှစ်ခန့်ကြာသောအခါကျွန်တော်ဤမိတ်ဆွေများအပေါ်တွင် အတော်ပင်အကျွေးတင်သွားပါသည် ကျွန်တော်ကပြန်တောင်းသောအခါမကြိုက်ကြပါသို့သောကျွန်တော်ကိုယ်တိုင်လန်ဒန်မြို့တွင်တွာလာတက်ပြီးဖြစ်သောကြောင့်ဂယုမဆိုင်တော့ပါကျွန်တော်ဤမိတ်ဆွေများလဲကျွန်တော်ထမ်းမှ ငွေချေး၍မရသောကြောင့်ကျွန်တော်အားတပိတ်မှောက်ကြပါသည်လန်ဒန်တွင် ကျွန်တော်တယောက်တည်းနေက ကောင်းစွာလဲပတ်နေပါသည်အိမ်မအဖေကလည်းမကြမကြစာကြိုးစားရန်စာပေးပါသည် ပိုက်ဆံရှားကြောင်လဲပါပါသည်ထို့သောကျွန်တော်ဂရုမစိုက်ပါ အရင်ကကဲ့သို့ပင်သုံးဆွဲလျက်ရှိပါသည်ဘီးလက်ရောက်၍တနေ့ခွဲခံကြလဲတရုတ်ဆိုင်က အစေခံမိန်းကလေးတစ်ယောက်နဲ့ကျွန်တော်မှာအလွန်ချစ်ကြိုင်နေကြပါသည် သူနှစ်တွဲပြီးလင်မြင်းပွဲ ရုပ်ရှင်ပွဲ ခွေးပွဲများကို နေစဉ်လိုလိုပင်သွားပါသည် နောက်ဆုံး၌ကျွန်တော်ဤအခန်းမှာပင်သူအတူလာရောက်နေထိုင်ပါသည်သို့တော်လက်မထက်ကြပါဤအင်္ဂလိပ်မာလေးနှင့်အတူမူယူနေသောကြောင့်ဒုတိယနှစ်တွင်လည်းလန်ဒန်မက်ထရိတ်စာမေးပွဲကိုမဝင်ရပါတတိယနှစ်သို့ရောက်သောအခါကျွန်တော်ဤအဖေထံမှ စာရဆောင်ရယူဖတ်ကြည့်ရာ တတရနှစ်တွင် စာမေးပွဲမအောင်လင်ပိုက်ဆံမပို့တော့ဟုပါလာဒီကို တွေ့ရပါသည်ကျွန်တော်အနေငယ်စိုးရိမ်ပြီးလင်စာကိုစူးစား၍ကြက်ပါသည် အခြားဘာသာများကို အတော်အတန်လိုက်နိုင်တော့လဲလက်တင်ကိုက အနေငယ်မျှမလိုက်နိုင်ပါစာစူးစားသည် ဆိုတော့လဲကြကြနနစူးစားသည်မဟုတ်ပါကြောင်းမှနေရသည်လည်းမဟုတ် အလွတ်ဆရာငှား၍တင်းတော့ကြဆရာအလိုကို ကျွန်တော်ကမလိုက်ပါ ကျွန်တော်အလိုကိုသာဆရာကလိုက်နေပါသည်ဆရာလို့သူကလည်းကျွန်တော်အောင်သည်မအောင်သည်ကိုဂရုမစိုက်ပါ သူလားကမှန်မှန်ရလဲကြည်နက်ပါသည်၎င်းတတိယနှစ်တစ်နှစ်လုံးလဲကျွန်တော်ဤအင်္ဂလိပ်မာလေးနှင့်တခန်းထဲပင် နေထိုင်ပါသည် ကျွန်တော်စာကြက်နေသောအခါသူကရုပ်ရှင်သွားခြင်းခွေးပွဲမြင်းပွဲသွားခြင်းကာပွဲသွားခြင်းသောကြောင့်စာအုပ်ကိုခြားထားပြီးသူနှင့်အတူတူသွားရပါသည်တတိယနှစ်ကုန်၍ လန်ဒန်မက်ထရစ်စာမေးပွဲဝင်သောအခါဘာမှမဖြေနိုင်သောကြောင့်စာမေးပွဲကျပါသည်ကျွန်တော်ဤအကိုရောမှာဝစ်လုံစာမေးပွဲအောင်ပြီဖြစ်၍မြန်မာပြည်သို့ပြန်တော်လဲကျွန်တော်မှာဝစ်လုံပညာများကိုပင်မတင်ကြားရသေးပါလန်ဒန်မက်ထရစ်မှာအလွန်ခက်လာသောကြောင့်လက်လျှော့လိုက်ပါသည်စရုပ်ထားနှစ်တွင် Oxford Responsion Cambridge Little Go ခေါ်စာမေးပွဲများမှာ လွယ်သည်ကြား၍ အောက်စဖို့ကိန်းဘရစ်မြို့များသို့တွားပြီးအလွတ်ဆရာများနှင့်တွားတင်ပါသေးသည်တို့ရာတွင်လန်ဒန်တွင်ကြံရစ်ခဲ့သောအပြူဖြူကလေးကိုအောက်မေသောကြောင့်မကြမကြာလန်ဒန်သို့ပြန်သည့်ဖြစ် စာမေးပွဲဝင်နိုင်လောက်သောအခြေအနေမရောက်ပါဤသို့ကျွန်တော်ငွေဖြုံးနေသောနှစ်များအတွင်းမြမပြည်တွင်စပားစည်းများကျသည့်ဖြစ် ကျွန်တော်မိဘများ၏လေယာဉ်များမှချစ်တီးလက်ထဲသို့ ရောက်ကုန်ကြပါသည် ကျွန်တော်ဖြုံးလိုက်သောငွေများက မနေပြီ။နောက်ဆုံး၌မိဘများသည် ကျွန်တော်ထံသို့ငွေမပို့နိုင်ကြတော့ပါ။ကျွန်တော်မှအခက်ကြုံပြီးလျှင်ဘီးလက်ရှိမိတ်ဆွေများထံမှငွေချေးကအပေါဆုံးတင်မောနှင့်မြန်မာပြည်သို့ပြန်လာပါသည်။မြန်မာပြည်ရောက်၍တောသို့ပြန်သွားသောအခါကျွန်တော်မိဘများမွေးနေသည်ကိုသာ တွေ့ရပါတော့သည်။အားလုံးပင်ကျွန်တော်ကိုမြင်လျှင်ဒေါသဖြစ်ကြပါသည်။ ကျွန်တော်ဖြုံးသောကြောင့်ကျွန်တော်မိပါများမွဲကုန်ကြသည်ကိုမြင်ရသောအခါကျွန်တော်ငုံမိပါသည်တို့ရာတွင်ဘာမှမတက်နိုင်တော့ပါကျွန်တော်ယခုအလုံးမဲ့ဖြစ်နေပါသည်ကျွန်တော်ကဲ့သို့သောဘီးလက်ပြန်နမယ်မျိုးကိုမယူခြင်းကြရန်ရေးသားရပါသည် အလုံးမဲ့ကျေနဲ့နှစ်တက်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပေါ့နဲ့တလုံးတူပါတယ်ပြည့်စုံနေကြပါသည်ရှင်